င်္ဂလာပါရှင်ကျွန်မဒီနေ့ရောက်ရှိနေတဲ့နေရာကတော့ Semiteville Children Hospital ဖြစ်ပါတယ်အဒီဆေးရုံကတော့ Semiteville ဆေးရုံနေထဲမှာပေါ့နော်ကလေးအတွက်ကိုပို့ပြီးတော့တင့်တော်တဲ့ဆေးရုံဖြစ်ပါတယ်ကျွန်မတို့ရဲ့မြန်မာလူနာတွေအတွက်ကလေးလူနာလေးတွေအတွက်ကိုဒါပြလာရောက်ပေါ့နော်ပြသလေးရှိတဲ့ဆေးရုံနေရာတစ်ခုဖြစ်ပါတယ်အကျွန်မတို့ရဲ့ဒီပပမမေကိုဒီနေ့ကျွန်မတို့ Hospital တို့လေးခေါ်သားပေးมาဖြစ်ပါတယ်သမီးတဝိဇေယုံကြီးဟာထိုင်းနိုင်ငံရှိပုဂ္ဂလိကဇေယုံတွေထဲမှာပထမဆုံး International Children Hospital ဖြစ်ပါတယ်။ Welcome to our advanced pediatric care facility at Samitdawet Hospital. စမီတဝေးစီယုံကြီးဟာကလေးငယ်များရဲ့ကုသမှုများအတွက်နိုင်ငံတကာဆန်ကျင်ဆန်ညွှန်းများနဲ့အညီကုသပေးလျက်ရှိပါတယ်။ရှုပ်ထွေသောယောဂအခြေအနေများအတွက်ကလေးအထူးကုဆေးရဝင်ပေါင်းတရားကျော်မှကုသပေးလျက်ရှိပါတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများအတွက်လည်းဘိုးကုဆတ်မှုနဲ့အောင်တည်တံ့ခံများမှာအထားရှိစစ်ဆေးပါတယ်။ န်ရှင်ရေးဆဲယုံများဖြင့်လေးကိုစစ်ထုတ်ခြင်းကြောင့်ရောဂါကူးစက်မှုကိုလည်းလျှော့ချပေးပါတယ်။အတွင်းလူနာဆောင်မှာကလေးတွေအတွက်အဆင်ပြေပြီးထိခိုက်မှုနည်းစေဖို့လူနာကတဲ့အစွန်းတွေကိုအဝိုင်းပုံစံပြုလုပ်ထားပြီးအတက်အစင်းလွယ်ကူစေရန်ကတဲ့ကို အနှိမ့်ပုံစံစီစဉ်ပေးထားပါတယ်။ ။သမီးတဝိကလေးစေယုံကြီးမှာ paperless စနစ်ကိုအသုံးပြုတာမို့လူနာရဲ့အချက်အလက်နဲ့ယောဂအခြေအနေကိုလူနာခန်းရှိမှာ monitor screen မှာကြည့်ရှုနိုင်ပါတယ်။ယောဂကုသမှုနယ်စီရန်ဧည့်သည်များအသုံးပြုနိုင်ဖို့လက်အိတ်ခေါင်းစွပ်နှာခေါင်းစည်းများနဲ့လူနာအခန်းတိုင်းရှိမှာထားရှိပေးထားပါတယ်။ ရေးပေါ်အခြေအနေများအတွက်လူနာတင်ရင်ဖြစ်ခေါ်ဆောင်ပြီးဈေးရုံရောက်ရှိချိန်ချက်ချင်းကုသမှုပေးနိုင်အောင် command center နဲ့ချိတ်ဆက်ပြီးဝန်ဆောင်မှုပေးနေပါတယ်။ high friendly environment ဖြစ်အောင်စီစဉ်ပေးထားတာမျိုးကလေးတွေရဲ့စိုးရိမ်ကြောက်လန့်စိတ်တွေရော့စေပါတယ်။ ထူးကုဌာနများအနေနဲ့ကလေးတွေးရောဂါနဲ့ကန်စာဌာနမှာယူရင်းစင်စီအစားထိုးကုသမဲ့ကလေးတွေအတွက်လည်းကန်စာဆေးမသွင်းခင်ဆက်ဆေးခြင်း၊ကန်စာဆေးသွင်းခြင်း၊ဆေးသွင်းပြီးစောင့်ကြည့်ခြင်းတို့ကိုသီးသန့်လူနာဆောင်တစ်ခုစီထားရှိထားပါတယ်။တွေးရောဂါတွေဖြစ်တဲ့တယ်လစီမီယာ၊မာတီပယ်မိုင်လိုမာယောဂါတွေနဲ့ကုရခန့်တဲ့သွေးခွင့်စာပြန်ဖြစ်တဲ့ယောဂါတွေအတွက်လည်းကုသနိုင်ပါတယ်။ GVHD ရဲ့အခြေအနေကိုကုသဖို့အတွက်လည်းနှလုံးအထူးကုဆရာဝင်အစာရည်နဲ့ဦးလမ်းကြောင်းအထူးကုဆရာဝင်အော်တိုအင်မြူးအထူးကုဆရာဝင်တင်များလည်းရှိပါတယ်ဒေကင်စာနဲ့အော်တိုအင်မြူးယောဂများအတွက်ခါတီဆဲကုသမှုလည်းရရှိနိုင်ပါတယ် ီနှလုံးခွဲစိတ်ကုသဌာနမှာကလေးနဲ့မွေကင်းစကလေးများအတွက်ခွဲခြားရာအသေးဆုံးပိုက်ထည့်၍ကုသသည် minimally invasive transcatheter intervention ဖြင့်ကုသနိုင်ပါသည်။ Pipeline X-ray ဤပညာအသုံးပြုထားသဖြင့်တရောက်ကြီးတီတွေ့မှုနည်းစွာနဲ့ခွဲစိတ်ချိန်မြင်ကွင်းများကိုပိုမိုရှင်းလင်းစွာမြင်နိုင်ပါတယ်။ခလေးပြန်လည်တန်ဆွမ်းရေးဌာနမှာဆက်ရုပ်အသုံးပြုပြန်လည်တန်ဆွမ်းရေးလေ့ကျင့်ခန်းများပြုလုပ်နိုင်ပါတယ်။ ဒီဌာနမှာကလေးအတက်ယောဂအတွက်ကုသမှုများကလေးအုံနောက်နဲ့ကြောရွတ်စိတ်ခွဲစေမှုများကိုကုသနိုင်ပါတယ်ဒီဌာနမှာဆိုရင် special needs ကလေးတွေ ADHD autism down syndrome ကလေးများအတွက် occupational therapy behavior therapy စတဲ့ကုသမှုတွေအကုန်ရနိုင်ပါတယ် အရေးပေါ်လေးချောင်းပြေပို့ဆောင်ဖို့လိုအပ်တဲ့ကလေးလူနာများအတွက်လည်းလေးချောင်းပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုရှိပါတယ်သမီးတဝိစေယုံကြီးဟာသဝနဘူမိလေးစိမ့်မှာ25မိနစ်ခန့်တာကွာဝေးပါတယ်။အမေရိကန်၊ဂျပန်မှကလေးစိယုံများနဲ့လည်းပူပေါင်းလှူဆောင်လျက်ရှိပါတယ်။သမီးတဝိ New Life Fan မှာလည်းကလေးငယ်များခွဲစိတ်မှုများနဲ့ပတ်သက်၍ပံ့ပိုးပေးလျက်ရှိပါတယ်။ ဒါကတော့ဆမ်မီတဝိစေယုံကြီးမှာရရှိခဲ့တဲ့စုတက်စိတ်တွေဖြစ်ပါတယ်။အခုလိုလူနာတွေရဲ့ယုံကြည်အားထားမှုရရှိထားတဲ့ဆမ်မီတဝိစေယုံကြီးမှာပြသဖို့တိုင်ပင်ဆွေးနွေးလိုရဲဆိုရင်ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှုမှတက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။